ရွာတာယာရွာအမည်နဲ့လိုက်အောင်တာယာလာတဲ့ရွာကလေးဖြစ်ပါတယ်။အင်ဂျီများတဲ့ရွာကြီးတူရမဟုတ်ပေမဲ့လည်းရွာငယ်လေးတူရတော့မဟုတ်ပါဘူး။အင်ဂျီ90ကျော်များရှိတဲ့ရွာလည်းဖြစ်ပါတယ်။ရွာတိဆောက်ထားပုံကစနစ်တကျရှိလာပြီးတော့တစ်ဖက်တစ်ချက်မှာတော့ကိုချံကိုဝင်းနဲ့တက်တက်ရရအင်ကလေးတွေဆောက်ထားပုံကနေကျင်စရာကောင်းလာပါတယ်။ ရွာနောက်ဘက်စီကနေနွားလဲနှစီကအမှန်မှန်လေးမောင်းဝင်လာနေပါတယ်။ရွာလန်းနှဘေးကနေကတ်လျှောက်သွားနေတဲ့ရွာသားတူလဲမြရောက်လာရင်ရှေလဲဘော်ကလူကြီးကလဲရက်ပြီးတော့မေးလိုက်ပါတယ်။ဒီမှာကွယ်ဒီရွာဆေးကူးတဲ့ဆရာကြီးအိမ်ကဘယ်နားမှာလဲကွယ်။မောင်ရင်သိလို့ရှင်တစိမ့်လောက်ပြောပြပါလား။ဟုတ်ကဲ့ဗျာ။ဟိုအတော်ခက်လန်းလန်းရှေ့မှာရှိပါတယ်ဗျာ။အိမ်ရှေ့မှာကွန်းသီးပင်သုံးပင်တန်းပြီးတော့စိုက်ထားတာတွေ့လို့ရှင်အဲ့ဒီအိမ်ကဆေးဆရာကြီးအိမ်ပါပဲ။ခေါ်လိုက်လို့ရှင်ထွက်လာပါလိမ့်မယ်ခင်ဗျ။အေးကွယ်ဂျေဇုတင်ပါတယ်။ ရွာကန်ရွာသားကပြောပြောဆိုဆိုနဲ့ဆက်ထွက်သွားတယ်လို့လဲနှစီကလည်းဆက်ပြီးတော့မောင်းလာခဲ့ရာဟောအဲ့ဒီအိမ်မဲတွေ့လာတဲ့ကြီးမဲ ခြံထဲမှာကွန်းသီးပင်သုံးမယ်အေးဟုတ်ပါရဲ့ကွာဒါဆိုလို့ရှိရင်မင်းအောက်ကိုဆင်းပြီးတော့ခြံဝကနေခေါ်ကြည့်စမ်းကွာလူငယ်ကလည်းလဲဘော်ကနေအသာဆင်းလာပြီးတော့ခြံထဲမှာရှိတဲ့အိမ်ကြီးစီကိုလှမ်းကဲခတ်ရင်နဲ့ခေါ်လိုက်ပါတယ်ဆရာကြီးခင်ဗျဆရာကြီးဆရာကြီးရှိလားခင်ဗျလူငယ်လေးရဲ့ခေါ်တန်ကြောင့်ပဲအိမ်ရင်တွင်းကနေအသက်60ကျော်ခန့်ရှိတဲ့လူကြီးတူထွက်လာပြီးတော့သူ့ခြံရှိစီလမ်းကြည့်လိုက်ပါတယ်။ခြံရှိလဲပေါ်မှာလူ၂ယောက်နဲ့နောက်လဲပေါ်မှာလူ၃ယောက်တို့ကိုတွေ့ရပါတယ်။အေးအေးအေး အဲ့ဒီခြံတကားကိုဖွင့်ပြီးတော့အိမ်ထဲဝင်လာခဲ့ကြကွာအဲ့ဒီနောက်မှာတော့လဲနေစည်းဘော်ကလူအားလုံးခြံတကားဖွင့်ပြီးတော့ဆေးဆရာကြီးအိမ်မော်ကိုတက်လာခဲ့ကြပါတယ်အိမ်ရှင်ဆေးဆရာကြီးကဖော်ဖော်ရွရွနဲ့ပဲနေရာထိုင်ခင်းပေးရင်နဲ့ပြောလိုက်ပါတယ်ဆေးရနာမည်ကဥဒါလာလို့ခေါ်ပါတယ်ကွယ်ယောဂမျိုးစုံပျောက်ကင်းအောင်ကုသပေးပါတယ်အထူးသဖြင့်တော့ဟောဒီယွာနီချုပ်ဆက်ကယွာရီဆိုရင်အားလုံးဆေးရအောင် မသိတဲ့သူမရှိသလောက်ပါပဲကွယ်ဟုတ်ကဲ့ပါဗျာ ကျုပ်တို့လည်းဆရာကြီးရဲ့စေတနာမေတ္တာဂယုဏထားပြီးတော့ကုသပေးနေတဲ့ကောင်းတဲ့င်းတွေကိုကြားသိရလို့အခုလိုမျိုးစုံစမ်းပြီးတော့လာပင့်ကြတာပဲကျုံနံမေကတော့ဥဖြိုးပါရွာတကြီးပေါ့သူကတော့ကျုပ်တို့ရွာရဲ့ကာလသားကောင်ဖိုးတုပ်ပါကျန်တဲ့သူတွေကတော့ရွာကာလသားတွေပါအေးပေါ့လေ အခုလိုမျိုးတွေ့ရသိကြရလို့ကြုံနေနဲ့ဝမ်းသာပါတယ်ဗျာဒါနဲ့ကြုံကိုစေကူတာပဲကိုတကြီးတို့လာပြင်ကြတာဆိုတော့ဘယ်ရွာလဲဗျာတကြီးဖြိုးကလည်းစေးဆရာကြီးရဲ့အမေကိုတရုတ်တသိနဲ့ကြုံတို့ဟာကြက်ပြစ်ရွာလာပြင်ကြတာပါဆရာကြီးတကြီးဖြိုးစကားကြောင့်ပဲစေးဆရာကြီးဥတာလာတရား မျက်ခုံးနှစ်ဖက်မြင့်တက်သွားပြီးတော့ ကျုပ်စေးကူလာတာကြာပါပြီဗျဒါပေမဲ့အခုတကြီးပြောတဲ့ရွာနာမည်တော့ကျုပ်တစ်ခါမှမကြားမိဘူးဒီနီးပတ်ဝန်းကျင်ရွာတော့မဟုတ်တယ်လို့ဘူးနဲ့တူတယ်ဟုတ်ပါတယ်ဆရာကြီးဆရာကြီးတို့ရွာနဲ့ကျုပ်တို့ရွာနဲ့ဆိုရင်အတော်လေးကိုအလန်းဝေးလာပါတယ်ဒါပေမဲ့ဆရာကြီးလူတယောက်ရဲ့အသက်တစ်ချောင်းတော့ကဲသင့်ပါတယ်ဗျဆရာကြီးရဲ့ဂျေဇူးကိုလည်းကျုပ်တို့တသက်လုံးဘယ်တော့မှမေ့မှာမဟုတ်ပါဘူး ဆေးဆရာကြီးဦးတာလာဟာတော်တော်လေးကြောင်စဉ်းစားလိုက်ပြီးမှဆုံးဖြတ်ချက်ချလိုက်ပါတယ်။ကောင်းပြီလေ။တကြီးဆန္ဒတိုင်းကြုတ်လိုက်ပြီးတော့ဆေးကုသပေးပါမယ်။အဲဒီနောက်မှာတော့ဆေးဆရာကြီးဦးတာလာဟာသူ့အိမ်ခန်းတွင်ဝင်သွားပြီးတဲ့နောက်သူ့ရဲ့ဆေးလွယ်ကြီးကိုယူလျက်ကဲကဲကဲသွားကြမယ်ကွာ။ဟုတ်ကဲ့ပါဆရာကြီး။ တကြီးဥဖြူဟာစေးစရာဥဒါလာကိုပိတ်ပြီးတော့ရွာသားရရွာတွေကနေလဲနေစီနဲ့ထွက်ခွာလာခဲ့ကြပါတယ်။တနေ့ကမောင်းလာခဲ့တဲ့တကြီးဥဖြူတို့လဲနေစီဟာညနေနွားရိုင်းသွေးညင်ရောက်မှကြက်ပြည့်ရွာတွေကိုဝင်လာခဲ့ပါတယ်။ရွာတွေဝင်လာတဲ့လဲနေစီကိုကြည့်ပြီးတော့ရွာသူရွာသားတွေကလှုပ်လှုပ်ရှားရှားပြပြတလဲဖြစ်ကုန်ကြပါတယ်။ဟာဟိုမှာဟိုမှာဘိုင်ဖြူတို့လဲတွေပြန်လာကြပြီဟာ။ဟုတ်ပါရဲ့တော့မနေ့ထက်ကဆရာသွားပေးညတာအခုမှပြန်ရောက်ကြတယ်။ဟောဘိုင်ဖြူလဲပေါ်မှာဆရာပါလာတာပဲ။ဟဲဟဲတာအေးပြီးစီဘိုင်ဖြူကိုသွားကြိုလိုက်ကြအောင်ဟေ့။ ဟုတ်ကဲ့ပါကြီးလေးအေးတာကြီးရေအဲ့ဒီနွားစာဇင်းနေတာခဏရထားလိုက်ပါ诶ဟိုမှာဟိုရွာလေရဘာကြီးပြိုးရင်လဲနှစီမောင်းသွားတယ်လိုအပ်တာတွေတွားပြီးတော့ဝိုင်းလုပ်ပေးလိုက်ကြအောင်ဟုတ်ကဲ့ပါကြီးတော်မဲတင်းညီသားဖိုးတော်ပြန်ရောက်လာပြီ诶တွားတွားဟုတ်ကဲ့ပါမဟိုကောင်ပုတ်တ်နင်ဒီခွေပဲလိမ့်နေတော့မှာလားမိုးမချုပ်သေးလို့လားငါထားရိုက်လိုက်ရင်နာတော့မယ်တွားသိမ့်တော့ဆေးဆရာကြီးဥဒါလားကြက်ပြေးရွာတဲ့ဝင်ရောက်လာစင်မှာပဲ ရွာသူရွာသားများတယောက်နဲ့တယောက်ခေါ်တန်ထူးတန်ပြောတန်ဆိုတန်နေပြီးကလေးချော့တန်နေကလေးငိုတန်နေနဲ့နွားကြက်ပဲဝက်အော်တန်တွေကိုလည်းလဲပေါ်ကနေလမ်းကြည့်ရင်ပဲမြင်တွေ့ကြားနေရပါတယ်တောတလေးရွာတလေးဇေယိုက်များကိုကြည်ရင်လည်းဆရာကြီးဥတလာနွားလဲခေါ်ဆောင်ရနောက်ကိုလိုက်ပါသွားခဲ့ပါတယ်အရင်နောက်မှာတော့ဆေးဆရာကြီးဥတလာဟာတကြီးဥဖြိုးအိမ်ပေါ်ရောက်ပြီးတော့အမောပြေရေနွေးချက်တစ်ခွက်ကိုတောက်ရင်လည်းတကြီးကိုပြောလိုက်ပါတယ်ကဲတကြီးကျုပ်လူမမာကိုကြည့်ကျင်တယ်ဗျလူမမာဘာမှလဲရှိပါတယ်ဆရာကြီး ြုတ်လိုက်ဖို့ပေးပါမယ်။တကြီးဦးဖြိုးကလူမမာရှိတဲ့အခန်းစီကိုခေါ်လာပြီးတော့ပြပါတယ်။လူမမာဟာအသက်6နှစ်အရွယ်9နှစ်မြောက်ရှိပြီးတော့ယောက်ျားလေးတစ်ယောက်ဖြစ်ပါတယ်။ဆရာကြီးကလူမမာကိုဂယုတစိုက်စမ်းသပ်စစ်ဆေးပြီးတဲ့နောက်မှာတော့အိမ်ရှိကိုနှစ်ဦးစလုံးပြန်ထွက်လာကြပါတယ်။တငယ်ကရေချိုးမားတာနဲ့တူတယ်ဗျ။ပြီးတော့ဝင်းနေလဲတအားချုပ်ပုံရတယ်။ဟုတ်ပါတယ်ဆရာကြီး။နေဘူးတွေကပြန်လာပြီးတော့ခေါင်းမော်ကနေရေလောင်းချိုးပြီးကြတဲ့ဟာဆရာကြီးမြင်တဲ့အတိုင်းပဲဖြစ်သွားတာပါဗျာ။ ကိစ္စမရှိပါဘူးလေကျုပ်စီးတပတ်စာပေးခဲ့လိုက်မယ်မနက်နေ့လည်းညတနေ့၃ချိန်ပုံမှန်လေးတိုက်ပေးပါတပတ်ဆိုလို့ရှိရင်တော့ကောင်းသွားပါလိမ့်မယ်ကောင်းပါပြီဆရာကြီးဆရာကြီးပြောတဲ့အတိုင်းကျုပ်ဂယုဆိုင်လိုက်ပါမယ်ဗျာအရင်နောက်မှာတော့ဆေးဆက်ကြီးဥတလာကသူ့ဆေးလွယ်အကြီးအတွင်းမှာရှိတဲ့ဆေးသုံးမျိုးကိုထုတ်ယူပြီးတော့အချိုးကျရေးတွက်ပြီးတော့တကြီးဥဖြိုးကိုပေးလိုက်ပါတယ်တကြီးကလည်းတယိုတသိနဲ့ပဲလက်ခံရယူလိုက်ပါတယ်သူ့အနေနဲ့ကတော့ယခုလောလောဆယ်လူမမာကိုဆေးသုံးမျိုးတိုက်ကျွေးခဲ့ပြီဖြစ်ပါတယ်ခဏနားပြီးတဲ့နောက်မှာတော့တကြီးကဆေးဆက်ကြီးဥတလာကိုညစာစ ဆားရံဖိတ်ခေါ်လိုက်ပါတယ်။ဆရာကြီးခင်ဗျာညစာစားဖို့အတွက်ကြွပါဦးဗျာ။အရင်နောက်မှာတော့သူတို့နှစ်ဦးညစာစားပြကြပါတယ်။ ထမင်းဝိုင်းကစိုးပြစ်တယ်လို့စားတောက်ဖွဲ့ရာတွေကလည်းစုံလင်လာပါတယ်။ဗိုက်ဆာစာနဲ့ပဲစားလိုက်ကြဒီမှာအားရစရာကောင်းလာပါတယ်။ညစာစားတောက်ပြီးတဲ့နောက်မှာတော့အိမ်ရှိမှခဏနားကြရင်နဲ့ထွေရလေးပါစကားပြောနေကြပါတယ်။တကြီးဦးဖြိုးကဆေးဆရာကြီးကိုအိမ်ရှိကမ်းမှာတင်မြူးဖျားအစ်စ်ကိုခင်းပေးပြီးတော့ဖျားပေါ်မှာဂွန်းကတ်အထူတထည်ကိုထက်ခင်းပေးုံသာမကစောင်းချင်အောင်ခေါင်းစသည်တို့ကိုပါလိုလေသေးမရှိကြကြနနတေတေတက်တက်ပြင်ဆင်ခင်းကျင်းပေးပါတယ်။ဆေးဆရာကြီးဥဒလာတယောက်ကတော့တနေ့ကိုလဲစီးပြီးတော့လိုက်လာခဲ့ရတဲ့အတွက်ခရီးပန်းလာတာ ကြောင့်ခေါင်းချလိုက်တာနဲ့ပဲမကြာမီမှာပဲအိပ်ပျော်သွားခဲ့ပါတယ်။ဖြိုးဘိုင်ဘိုင်ဘိုင် မိမိနားထဲမှာမပီဝိုးတဝါခေါ်တံကိုကြားရတဲ့အတွက်ဆေးဆရာကြီးဥတာလာမျက်လုံးကိုအသာဖွင့်ပြီးတော့ကြည့်လိုက်မိပါတယ်။ရုတ်တရက်ဆိုသလိုပဲမျက်လုံးများဟာကျိန်းဆက်သွားခဲ့တဲ့အတွက်အိနေရကနေအသာထထိုင်လိုက်ပါတယ်။အဲဒီအခါကျမှမိမိမျက်လုံးတွေကကျိန်းဆက်သွားရသည်မှာနေထိုးနေခြင်းကြောင့်ဖြစ်တယ်ဆိုတာကိုသိလေရပါတယ်။အဲဒီနောက်မှာတော့ဝဲရဘေးဘီကိုကြည့်လိုက်တဲ့အခါမှာမိမိကိုယ်တိုင်နားမလည်နိုင်အောင်ဖြစ်ပြီးတော့စူးစိုက်ကြည့်နေတဲ့လူတယောက်ကိုတွေ့လေရပါတယ်။ထို့ပြင်မိမိမှလည်းရွာတာလန်းဘေးမှာတာပေါင်ကိုကြောပေးပြီးတော့နေထွက်ရရက်ဘက်စီကို မိအိတ်နေတဲ့အဖြစ်ကိုသတိပြုမိလိုက်ပါတယ်သူဆေးလွယ်ကလေးကတော့သူ့ရဲ့ဘေးမှာရှိနေပါတယ်ဘိုင်ဒီမှာဘာဖြစ်လို့လာအိတ်နေရလဲဗျမွေပါကင်းမနဲ့စေးစရာကြီးဥဒလာဟာဘာမှပြန်မပြောအားတော့ပဲနဲ့သူ့ခန္ဓာကိုယ်မှာတွယ်ကက်နေတဲ့အမိုက်တွေနဲ့ဖုန်တွေကိုအသာတက်ချရင်အင်းဘာကြီးလဲဘလို့ပြောရမှန်းတော့မသိတော့ပါဘူးကွယ်ထိုလူကအံဩသွားပြီးတော့ဂယုဏစိတ်နဲ့စေးစရာကြီးဥဒလာကိုပြောလာပါတယ်အခုဘာကြီးကဘယ်ပြန်มาလဲဗျ လမ်းကြုံလို့ရှိရင်ကျွန်တော်လဲနဲ့လိုက်ခဲ့ပါလားအေးပါကွယ်ကျေးဇူးတင်ပါတယ်ကဲကဲဘိုက်ထလွဲကိုကျွန်တော်ယူခဲ့ပေးမယ်အရင်နောက်မှာတော့ဆေးဆရာကြီးဥတာလာတယောက်ထင်းတိုက်ပြီးတော့ပြန်လာတဲ့လဲကြုံနဲ့လိုက်ပါလာခဲ့ပါတယ်။သူတို့နှုတ်ဦးအတွေးကိုစီနဲ့ရှိနေကြမှာလဲမောင်းတဲ့လူကဒါနဲ့ကျွန်တော်မသိလို့မေးရအောင်ပဲဗျာ။ဘိုင်းကတာပေးမှာအခုလိုမျိုးဘာကြောင့်အိတ်နေရလဲ။ဩအဖြစ်ကဒီလိုကွယ်။ဆေးဆရာကြီးဥတာလာကဖြစ်ချောင်းကုံစင်ကိုအစမှဆုံးပြောပြလိုက်ပါတယ်။ဩဒီလိုကိုဗျာ။ဒါနဲ့ဘိုင်းကိုဆေးကုပေးဖို့လာခေါ်ကြတဲ့သူတွေကဘယ်ရွာအများလဲဗျာ။ ူတို့ပြောစကားရတော့ကြက်ပြည့်ရွာလို့တော့ပြောတာပဲကွယ်ဗျာကြက်ပြည့်ရွာဟလားအေးကွယ်ဘာဖြစ်လို့လဲဒါဆိုရင်တော့ကျွန်တော်ဘာကြီးပြောဘူးတဲ့ရွာနာမည်နဲ့တူနေပြီဗျာဘာဖြစ်လို့လဲကွယ်ဘာကြီးကိုပြောပြပါဦး ဒီလိုပါဘာကြီးရဲ့ဘာကြီးပြောတဲ့ကြက်ပြည့်ရွာဆိုတာဟိုးလွန်ခဲ့တဲ့အနှစ်20လောက်ကခုနကဘာကြီးအိတ်နေတဲ့နေရာနဲ့တိတ်မဝေးလွန်းလာတဲ့နေရာလောက်မှာရှိခဲ့ဘူးတာပါအင်ဂျီကလည်း900ကျော်600နေပါရှိတဲ့ရွာကြီးတရွာပါအဲ့ဒီရွာမှာတနေ့တော့မမျော်လင့်မနဲ့မီးကြီးကျယ်လောင်ပြီးတော့ရွာလုံးကျွတ်ပြပုံအတိကျသွားခဲ့ရတယ်ဗျာ တရွာလုံးယောက်ျားမိန်းမကလေးလူကြီးကျွဲနှွားမကြံခွေးကြောင်ကြက်ဝက်တွေအစုံတက်ရှိတက်မဲ့အားလုံးအဲ့ဒီမိကြီးရဲ့လောင်မြိုက်ဝါမျိုးသွားတာကိုမချိမဆက်ခံစားလိုက်ရရှာတယ်။အဲ့ဒီအချိန်ကနေစပြီးတော့တရွာလုံးမှာရှိတဲ့သူတွေဟာသူတို့ရွာကိုဆွဲလန်းလွန်အားကြီးပြီးတော့ကြက်တွေအဖြစ်နဲ့အသွင်ပြောင်းသွားခဲ့ကြရတာပဲပါကြီး။ ဆေးဆရာရေးဥဒါလာဟာထင်းတိုက်ပြီးတော့ပြန်လာခဲ့တဲ့လူငယ်ရဲ့ပြောစကားတွေကိုငြိမ်သက်စွာနားထောင်ရင်းနဲ့သူကိုယ်တိုင်ဖြစ်ဖြစ်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုပြန်လည်တွေးကြည့်နေမိပါတယ်။လူငယ်ကစကားဆက်ပြန်ပါတယ်။အခုဘာကြီးလဲကျွန်တော်အဖပြောပြတဲ့ကြက်ပြစ်ရွာကြက်တွေနဲ့တိုက်တဲ့ဆန်ဆန်ကြုံခဲ့ရတာပဲဖြစ်မယ်ဗျ။အေးကွယ် ဖြစ်နိုင်နေကွယ်နှစ်ဦးသားဟာအတွေးကိုစီနဲ့ညင်သက်သွားခဲ့ကြပါတယ်ဈေးဆရာကြီးဥတလာကတော့လဲရဲ့ခေါ်ဆောင်ရာနောက်ကိုလိုက်ပါရင်းနဲ့ပဲတက်ပြင်းချလိုက်မိပါတော့တယ်ဇလန်းလေးကတော့ဒီမှာနေပဲပြီးဆုံးသွားပါပြီဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောနေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်